ူပေါင်းတို့ရေအားလုံးပဲမြင်လာပါနော် New Family Channel ကနေလဲပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာလဲစာရေးဆရာမကြီးဂျာနေကျော်မမလေးရေးသားထားတဲ့ရင်းနှင်းအောင်မွေးဆိုတဲ့ဝိတုဆောင်လေးအားအပိုင်း၄၂အနေဖြင့်ဆက်လက်လို့မျှဝေဖက်ပြတင်ဆက်ပေးကြနာမို့အတူလိုက်ပါလို့နားဆင်ပေးကြပါအောင်နော်ရင်းနှင်းအောင်မွေးအပိုင်း၄၂ ထိုနေသည် သတင်းကြွလာပြင်းနေဖြစ်၏ကောင်းကင်၌မိုးတိမ်များကင်းစင်လျက်နေ၍နေအောင်ခြင်းများသည် စပယ်ကင်းမော်သို့ဖြာကြလျက်နေသည် မော်သည် စပယ်ပန်းများကိုခူရင်မှမိသည့်အရာကိုမှမြင်လဲမမြင်ကြားလဲမကြားဖြစ်နေသည်ဖခင်အပေါ်၌ထားသော သူ၏ချစ်ချင်းမြတ်တာကိုသာ တွေ့တော်နေမိသည်ဖခင်အားနှစ်စဉ်တစ်ချိန်ကြားသွားရောက်ကြော်ရခြင်းအတွေ့အမတ်တရချစ်ခင်တွေ့တာရပုံမျိုးကိုပြန်၍စဉ်းစားခြင်းမိလျက်ရှိသည် နှစ်ပြန်တွင်ဖခင်တန်သို့သွား၍ကရောရာပေအုံးမီယခုနှင့်ဖခင်အားကရောရန်ဆွေတော်အင်ကြီးတထဲကိုအလုခန်း၌အလုအားချင်းစူးစားပန်းစားထိုးရသည် အင်ကိုလည်းယူမလာဝင်း၍တနစ်ညီပါထိုးယူရသည်အဖိန်ဒီကအလုခန်းမှနေ၍ဖခင်တန်သို့တယ်လီဖုန်းဆက်သည်ဖီဖီစောင့်နေမဲသမီး၁၂နှစ်ထိုးရင်လာခဲ့ပါ တလီဘုံမှပြန်ကြသောဖခင်အတန်မှတနင်္မာတစ်ချိန်သာကြာရသောအတန်ဖြစ်၍ထိုအတန်မှနားရဲမှတတော်နေမပြောင်းနိုင်အောင်ဆွေးနေသောအတန်ဖြစ်သည်စပယ်ပွင့်လေးတွေကိုကူကကူကစကားလေးတွေထင်းနေစဉ်ပင်ဖခင်အတန်သည် နားရဲတွင်ရောက်နေသည်သူဘီအောင်သည်မိနစ်ကဖခင်တန်သို့သွားရောက်ကြော်ရာတွင်ဘီအောင်ကြောင်းတင်းစားတဲ့နိုင်တွေ့ရ၍ဝမ်းသာချီကျူးကြောင်းနှစ်တောင်အာရချီးမွမ်းစကားပြောလေသည် ထိုစဉ်ကသူမမျက်နှာလေးနီမြန်သွားလျက်ဖခင်ကိုရဲရဲများပင်မကြည့်ဝင်အောင်ဖြစ်မိပုံကိုပြန်၍တွေးမိသည်ဘီအောင်သည့်အကြောင်းတွေးမိမှဖြက်ကနေကိုမြင့်သူကိုသွား၍တည်ရမိသည်ကိုမြင့်သူကိုတည်ရမိသည်နှင့်တပြိုင်နက်တည်းလွန်ခဲ့သောလကကြည်ကြီးမေဤစားတဲ့တွင်တည်င်းကျွန်လာပြီနေ၌မြမပြီတို့သူ ပြန်ရောက်လိမ့်မည်မျော်လင့်ကြောင်းဖန်ရှူရာ၍ဒီနေလာပြီနေအကိုများပြန်ရောက်မလားဟု အမှန်ယာမိပြန်သည် နှစ်နှစ်ဆိုတဲ့အချိန်ဟာတကယ်ဆိုတော့ဘာမှမကြလိုက်ပါကလားမော်ဒီစိတ်ထဲ၌ပျော်စိုးလျက်နေသည်စူလီပြားပေါ်၌ကိုမြင့်သူနှင့်ခွဲခွာကြသည့်အချိန်မှစ၍လောကီကိစ္စချစ်ရေးချေရာတို့သည်သူစိတ်၌ပြည့်ပြဲခဲ့ပြီဖြစ်သည်နှစ်နှစ်ကြာမြောက်တနိုင်ငံသို့ထွက်ခွာသွားပြီးနောက်ပြန်ရောက်မည်အသည့်ဤနှိုးဆွားချက်ကြောင့်ပျောက်ပြယ်နေခဲ့သည့်ထိုစိတ်ကလေးသည်ရခင်ကထက်ကြီးမားသည့်ဆွမ်းအားဖြင့်ပြန်၍ပေါ်လာကြသည် တူးကိုတူးချစ်ခင်ကြားလျက်အဆင်မပြေကြ၍ခွဲခွာခဲ့ရသော အဖြစ်မှ ခံစားကြုံတွေ့ခဲ့ရသောဝန်းနေချီကွဲမှုတို့ကိုမော်ပြန်၍တွင်းမိလျက်သားဖြစ်ကခံစားမိလျက်သားဖြစ်နေသည် လူလောက၌ဖခင်နှင့်လည်းသူမှအဆင်မပြေချစ်သူနှင့်လည်းသူမှအဆင်မပြေထိုစဉ်ကခံစားမှုအတိုင်းပြန်၍ကိုမြင့်တူ၏အမူအရာ ကိုမြင့်တူ၏ကျင်နာယူရမှုများကို ပြန်ပြောင်းတွေ့မိပြန်သည် သူဤဘဝတွင် ပထမဆုံးအကျိန်နှင့်နောက်ဆုံးအကျိန်ချစ်မိသူတယောက်အားအဝေးမှသာတည်တပံတတဆုံးချစ်ခင်၍သွားရောက်မှတပါဒီတဲ့ပေါ်၍မျောလင်းခြင်းမရှိသော သူဘဝကိုစဉ်းစားကဝမ်းနေသွားသည်မော်သည်ဝေဒနာတစ်ခုကောက်ရသလိုဖြစ်လာသည် သူရင်မော်၌ပိတ်တလေးကြီးတစ်ခုတင်လိုက်တဲ့ကဲ့သို့လေးနံတင်ကျပ်သွားသည်ဝမ်းနေပူလောင်မှုများသည် လေးလံနေသောနှလုံးသားကိုဝင်းရံဖိနှိပ်လိုက်တဲ့ကဲ့သို့မခံစားရစဘူးရင်ထဲ၌အောင့်တောင့်တောင့်နေတင်တင်ကြီးခံစားရသည်မော်ဒီပန်းတွေကိုယူကဟမ်မပြက်အိမ်မောသို့တက်ခဲ့သည် သူစိတ်ထဲ၌ကမကောင်းဒီနေ့မှဒီစိတ်ကဘာကြောင့်မကောင်းရသလဲဟုသူစိတ်ကိုညှို့ညင်းပြစ်တင်မိသည်တရင်ကြော်လာပြီးနေဗန်ပိန်ရဲ့အခါတိုင်းနေ့တွေထဲအိမ်အလုံးကိုကျုံ၍လုပ်သည် အလုတ်ကိုတကူပြီးတကူရှာ၍လုပ်သည်ခေါင်းကိုတပက်ပေါင်းကတပြက်စီရှည်ကြီးတစ်ချောင်းဖြင့်တအိမ်လုံးခေါင်းမိုးပါမကျန်လှည့်ရှင်းသည် ပင်ပင်ပန်ပန်လုံနေခြင်းကြောင့်စောစောကရောက်ရှိနေသောအာယုံတွေသည်မှောင်ရင်တစ်ခု၌ခိုးသွားကြသည်အလုတ်တွေအကုန်လုံးပြည့်စည်သွားသည်နှင့်တပြိုင်နက်ဝန်းနေစိတ်တတိယစိတ်ဆွေးစိတ်တို့သည်မှောင်ရင်မှပြန်ထွက်လာကြသည်ဖခင်နှင့်နက်ဖန်တွေ့ရမည်ပုံတံရှင်နေကိုမြင်သူဒေမြန်မောမဆင်လာမည်ပုံတံ ထိုပုံသဏ္ဍာန်တို့သည်ဘယ်နဲ့ဘယ်နဲ့မျက်စိရှိ၌တည့်ရဝဲဝဲဖြစ်နေရသည်။မော်ဒီဘလိုမှမသိအောင်အမိမတန်နိုင်သည့်ဝေဒနာတစ်မျိုးကိုတမြင်မြင်ခံစားနေရသည်။အလုတ်ကိစ္စများပြီးရင်ပန်းနောင်းကိုဆွဲကင်နေတဲ့မော်ချောင်းတို့ထွက်လာခဲ့သည်။အိမ်မအထွက်ကောင်းမော်မဖြတ်ပြန်သွားလီသောလေရင်၌အကူများပါလာမလားဟုမော်ဒီမော်၍ကြည့်မိပြီးသူ့အဖြစ်ကိုချက်ချင်းတရားကထူပူ၍ရှက်သွားမိသည်။ မိများရှက်သွားသည်နီဆိုမှုလက်ထဲကပန်းချနှောင်းကို မြေပေါ်သို့ချ၍သူမျက်နှာလေးကိုလက်ဝါးနှစ်ဖက်ဖြင့်အုပ်၍ထားလိုက်ခြင်းသလောက်ရှက်ကြောက်သွားသည် မော်ဒီစိတ်ကိုထိန်ရဲခက်သွက်သွက်ကလေးလျှောက်သွားသည်မော်ဒီစပယ်ပန်းကုန်းတွေကိုဗုဒ္ဓဆင်တူတော်ဤလက်ပေါ်၌ပုံ၍လှူလိုက်သည်ဖျားကိုပန်းကန်ရှ िख ိုးပြီးမှဆရာတော်ဖျားကိုယိုသိစွာဦးချသည်ဆရာတော်သည်သူရှိ၌ညီဝင့်နေသောမော်ကိုစိုက်၍ခြင်းနေသည် ီမာဆရာတော်ဘုရားကအမင်းရှိ၏။နက်ဖန်တော့ကြော်အောင်မလား။ပါကင်ကိုတရင်ကျော်လာပြီးကြော်တရေနေတိုင်းမိခင်မတိအောင်သွား၍ကြော်ကြောင်းဖြာပုံမှဒေါ်စောတိလျှောက်၍ဤရဲ့ကြောင်းကိုဆရာတော်ဘုရားတည်နှင်နေပြီဖြစ်သည်။တင်မတပည့်တော်သွားပါမယ်ဗျာ။ဆရာတော်သည် မော့ကိုအကဲခတ်လိုက်သည်။ ခရိုင်ကျောင်းတို့လာရင်မော်မာအစဉ်သဖြင့်ကြည်ကြည်လင်လင်ရှိသည်ယနေ့မူအတူတလဲစိတ်မချမ်းသာသောအသွင်ပြင်ရှိနေခြင်းကိုတတိမူမိလိုက်သည်ဆရာတော်သည်တစုံတရာ မိမ့်မြက်ခြင်းကိုမပြုတော့ဘဲငြိမ်သက်လျက်နေ၏တောကာနှင့်ပရိဒီဝါမှာလွမြောက်ရန်ဖြစ်စေစိတ်နှလုံးဆင်းရဲမှုပျောက်ကင်းရန်အတွက်ဖြစ်စေတရားမှန်ကန်မှုကိုရရှိရန်အတွက်ဖြစ်စေနိဗ္ဗာန်ကိုမျက်မှောက်ပြုရန်အတွက်ဖြစ်စေ ခိုင်မြဲတဲ့တတိလေးမျိုးရှိရမယ်ဒီတတိလေးပါသာမှန်ကန်သောတကူတဲ့သော လမ်းဖြစ်တဲ့မော်ဒီဝစင်းနေရာမှာစိုးစိုးမနေသောတရားသံကိုအာယုံပြုလိုက်သည်တတိလေးပါကမိမိကိုယ်ကာယကိုရတ္ထဘုဒ္ဓကြရဲနီလန်းနဲ့စင်ကျင်ကြည့်ရှုတာတကူမိမိရဲ့ဒုက္ခဒုက္ခခံစားနေရတဲ့ဝေဒနာကိုရတ္ထဘုဒ္ဓကြရဲနီနဲ့စင်ကျင်ကြည့်ရှုတာတကူမိမိစိတ်ကို ရထပူတာကြတဲ့နီလန်းနဲ့ဆင်ခြင်ကြည့်ရှုတာတကူဓမ္မသဘောတရားကိုရထပူတာကြတဲ့နီလန်းနဲ့ဆင်ခြင်ကြည့်ရှုခြင်းတကူဒီလေးကူဟာတတိပဒံ၄ပါးဖြစ်တယ်ဒါဟာတတိပဒံ၄ကိုလို့မှတ်ထားဦးစင်နေတော်မော်သည်ကောင်းလေးကိုတူကားဆရာတော်ဤမျက်နာကိုဖူမြင်လျက်ချီညိုစွာ ရှောက်ထားလေသည်တင်ပါဗျာတပည့်တော်မှတ်ထားပါတယ်ဗျာ ဤကိုကာယပေါက်ဖွားဖြစ်ပေါ်လာရတနေ့တွင်မௌချ၊ခြုံငိမ့်ပျက်စီးရမည်လို့တတိပြုကိုကာယသည်ပျက်စီးခြင်းသဘောတရားရှိ၏ဟုအစဉ်တတိယလေးနေအစဉ်တတိယနေရင်တွေ့တာကံ့ညီခြင်းတရားတွေကွင်းသွားမယ်ကမ္ဘာလောကမှာမည်သည့်အရာဝတ္ထုမဆိုတွေ့တာကံ့ညီခြင်းမရှိတော့ဘူးဒါကြောင့်ကိုကာယကိုဒီလိုရှုမော်သည်သူ၏ခန္ဓာကိုယ်လေးကိုတနေ့တွင်မௌချ ခြုံငိမ့်ပျက်စီးသွားရမည်သာဟုနှလုံးသွင်းလျက်ရှုကြည့်လိုက်သည်ထို့သောရှုကြည့်နေစဉ်ဆရာတော်ကဆက်၍မိန်၏ဝေဒနာဆိုတာခံစားမှုကိုဆိုတာဒုက္ခချမ်းသာကို ဖြစ်စေတတ်တယ်ဒုက္ခဝေဒနာကို ခံစားနေစေအခါမှာငါသည်ဒုက္ခကို ဖြစ်စေတတ်တဲ့ဒုက္ခဝေဒနာကို ခံစားနေတယ်လို့သိရှိဆင်းရဲဒုက္ခဖြစ်စေတဲ့ဒုက္ခဝေဒနာကိုခံစားနေစေအခါမှာလည်း ငါသည်ဒုက္ခဝေဒနာကို ခံစားနေတယ်လို့သိရှိဒီဝေဒနာကိုလောဘနဲ့ခံစားနေသလားအလောဘနဲ့ခံစားနေသလားအဲ့ဒါကိုလည်းသတိရှိဒီလိုသတိစင်ကြင်တတ်ရင်ဝေဒနာဟာပျက်စီးတတ်တဲ့သဘောရှိတယ်ဝေဒနာဟာဖြစ်လာပြီးခြုံငိမ့်သွားတတ်တဲ့သဘောရှိတယ်အဲ့ဒီလိုသိမြင်မယ်ကိုယ်ကာယအတိုင်းမှာဝေဒနာရှိအောင်သတိပြုရမယ်သတိနဲ့ဉာဏ်ရရှိဖို့အတွက်ဝေဒနာကိုကြည့်ရှုစင်ကြင်တတ်တဲ့သူဟာ တွေ့တာချင်းကင်းတယ်။တွေ့တာကန့်ညီခြင်းမရှိတော့ဘူး။ဆရာတော်ဤတရားကို တစိမ့်စိမ့်နာယူနေပြီးမော်သည်။ပူလောင်လာခဲ့သောသူစိတ်ကိုတိမ်စီသွားနိုင်ကဆရာတော်ပြားဤဩဝါဒအတိုင်းပယ်ဖြဲ့နှိမ်နင်းလိုက်ခြင်းဖြင့်ကန့်ညီတွေ့တာသောအာယုံပူပန်မှုတို့မှလွန်ငင်းချမ်းသာရာရသွားသည်။မော်ဒီနေဆောင်လာမှចောင်းပေါ်မှာဆင်းလာခဲ့သည်ចောင်းប្រវិញတစ်កូលုံးတစ်မျက်စီលែងနေစဉ်ឧអောင်បាបောင်းလာ၏ ဦးအောင်ပါကမော်ကိုနှုတ်ဆက်ပြီးဒီနေ့မောင်မြင့်သူရောက်လိမ့်မယ်ဟုဆက်ပြောလိုက်ကကြောင်းမော်တို့တက်သွားသည်မော်သည်တစုံတရာမပြောဘဲတွေ့တာကဲ့ညီခြင်းမရှိတကယ်သို့ငြိမ်၍သာနေလိုက်သည်ထိုချိန်တွင်စိတ်မငြိမ်နိုင်သူမှဆိုးဖြစ်လေသည် ဆိုသည်မင်္ဂလာရုံနေစိတ်စားတော့ကံမာနေ၍ဆရောက်လာမိကွန်မြူတီလေးမြန်ကိုတထိတ်ထိတ်တမောမောမျောနေခြင်းဖြစ်သည်ဦးအေးချို့ ဒေါက်ကင်များသည့်မလေးရင်နှင့်အစိုးတို့သည် လေးစိတ်သို့လေးမြန်ဆက်ရောက်မိအချိန်ထက်နှစ်နာရီခန့်ဆော်၍ရောက်ရှိနေကြသည်သူတို့လေးဦးစလုံးဤစိတ်သည်ငြိမ်သက်ခြင်းမရှိဘဲအတွေ့အမျိုးမျိုးဖြင့်စိတ်လုရှားနေခြင်းဖြစ်သည် နေဝင်သည်အနောက်ဘက်သို့စောင်းစားပြုလာပြီးဖြစ်သည် နေအောင်ကြီးများသည့်မှန်ပေါမှပြကြလာကအစိုးကိုပေါ်သို့တပိုင်းတစားထိုးကြလာသည် အစိုးသည်တိမ်တိုင်များကင်းစင်လျက်ရှိသော ကောင်းကင်ကိုမော်ကြီးကအသက်ကိုပြင်းပြင်းရှူလျက်နေသည် မလေးရင်သည်စားတော့ခန်းနေရာမှထလာကအစိုး၏ပကုံဘက်စီမှနေ၍ဆိုရင်လာခင်လိုက်တော့နော်ဟုပြောနေတဲ့ကြားမှဆိုကလှည့်၍ကြည့်လိုက်သည်ဟောပြောရင်းဆိုရင်အတန်တောင်ကြပြီ အစိုးအတန်ဖြင့်ဦးဝေးချိုတို့ပါထလာကြသည်မှန်ပေါင်းမှတန်စီ၍ရက်ကြီးနေကြသည် အတန်နှင်းတပါးရဲပင် အရှိစုစုမှပြန်တန်းလာသောလင်းရင်ပြန်ကြီးကိုထင်ရှားစွာမြင်ကြရသည် အားလုံးရင်ခုန်နေကြသည် ရှင်ခုန်တန်များသည်လင်းရင်တန်ကိုဖောက်ထွင်းလျက်ကို့နာနေကိုပြန်၍ကြားနေကြရသည်ကိုကိုလင်းမြန်ထိုးဆိုင်ပြီးနောက်ရှေဆုံးမှဆင်းလာသောကိုမြင့်သူကိုမြင်လိုက်ရင်မြင်လိုက်ချင်းစိုးသည့်ကုံပေါတော်မတက်အာရဝမ်းသာအော်လိုက်သည်ကိုမြင့်သူ၏ပုံတရံကိုအဝေးမှနေ၍မျက်လုံးကျွတ်မတက်စိုက်ကြည့်၍နေသည် အနောက်တိုင်းဝစ်စုံနေမြင်ရသောကိုမြင့်တူ၏ပုံတရံသည်အသွားတုံးကထက်ပင် ပို၍ခန့်ညားလာသည်ဟုထင်မိသည်အနောက်တိုင်းဝစ်စုံနေပုံတရံကိုနှစ်သက်တမလွန်၍ကိုမြင့်တူအားလလွတ်သွားမိကိုတွေ့၍ပူပန်ဆိုရင်ကြောင်ကြမိကကိုကိုရဲ့အဆိုးကိုယူပါဟုဒူတောင်း၍တောင်းမှန်ပြောဆိုခြင်းသောစိတ်များပင်ပေါက်သွားသည်မောင်လေးကဝါလိုက်နှလိုက်တာဆိုရင်မလေးရင်သည်နေကမြမန်ကိုချွလျက်ဝမ်းသာအားရဆို၏ အလုံးအောက်ထပ်သို့ဆင်းခဲ့ကြကာကိုမြင့်ထူးထွက်လာမည်အပါအဝါမှရန်ဆောင်နေကြသည် သူတို့အလုံး၏မျက်နှာများမှရှင်တုံနေသောအမူအရာကိုတပြိုင်တည်းပေါ်ပြနေကြသည်လေစိတ်တကားပွင့်လာသည်ကိုကိုမောင်လေးသွေးလက်ချိုများစွာ ပြုံးရင်းထွက်လာသော ကိုမြင့်ထူးသည်အပေါဝါ၌ရဲ့ပြီကြိုးစိုးနေကြသော သူတို့ကိုလမ်း၍အကြည့်သူ့ပြုံးနေတကားဝမ်းသာရွှင်လန်းခြင်းအရေးရောင်တို့သည် ရုတ်ချင်းရက်တန့်၍ ကြောင်အန်အန်ဂျီဖြစ်သွားသည်ပြက်သွားသောသူ့အင်းဒရီကိုချက်ချင်းပြန်၍ထိန်လိုက်ခါဖီဖီတော်တော်ဟုသူ့နှုတ်မှနှုတ်ခွန်းဆက်တန်းထွက်လာသည်ထို့နောက်ဆိုနေကောင်းနေနော်ဟုဆိုကိုမေးသည်နောက်ဆုံးမှမလေးရင်ကိုခြေစုံကောင်းပြတိမ်ကြုံ၍ကြည်လျက်အန်တန်တန်မျက်နှာဖြင့်ပြုံးကျဲကျဲပြောလိုက်သည်အမဟုတ်ကျွန်တော်လူတွေပါတွေမှားလို့ မယုံကြည်နိုင်လောက်အောင်ပြောင်းလဲနေသော မလေးရီပုံတံံကိုကိုမြင့်ထူမှခရီးရောက်မဆိုင်အံ့ဩ၍မကုံနိုင်အောင်ဖြစ်သွားသည်မလေးရင်သည်အစိုးနှင့်စင်တူ ပြင်သစ်ဖက်ရှင်စရုံထုံထားသည် မိကန်နှုတ်ခမ်းနီနေကာမြန်မှန်တို့မှလည်းအစိုးနှင့်တပုံစံတည်းဖြစ်သည်လက်နိုင်ပတ်ထားသောစိန်နှင်းမြပတ်လေလက်ကောက်နှင့်စိန်ချဲလက်စွတ်တို့သည်ဒေါ်ကျော်မေ၏ပစ္စည်းများဖြစ်နေသည်ဖေဖေယျ မမိပစ္စည်းတွေအကုန်ထုတ်စင်းထားတာကိုဟုအံ့ဩရပါ၏ခရစ်နိုင်လုံငုယောင်အင်ဂျီချောကလက်သွေးပါတိတ်ထမိန်တို့မှာအစိုးနှင့်စင်တူဖြစ်သည် လက်ကင်အင်ဂျီပွေလျက်မထိတထိပြုံပြနေသော မလေးရင်ပုံတရံနှင့်ခြားနာနေသည့်အတွက်နှိုင်းရှင်မီနီယတာပေါ်လာသည်ဟဲဟဲပြီးလက်ပြန်ကြီးအမအိုလူမနေပြီလားမောင်လေးလဲပိုးချော်လာတယ်မလေးရင်သည် ကိုမြင့်သူဤပကုံကိုလန့်ပုတ်ကရေမောရွေးပြန်ပြောသည်မလေးရင်ပြောင်းလဲသွားခြင်းကိုအံ့ဩတော်မိသောကိုမြင့်သူမှာမလေးရင်ဤပြောဟန်ဆိုဟန်ညနေပင်းနှင့်တကွာအတန်မှာရခင်ကအတန်နှင့်လုံးဝမတူတော့ပေအတန်တောင်ဘဝင်ခိုင်နေသောအတန်မျိုးထွက်နေသည်ဟုစိတ်ထဲ၌ထင်မှန်လိုက်မိသည်ဖီဖီနည်းနည်းပိန်သွားတယ်တတော်တော်ရင်တိုင်းပဲဥဩနေကောင်းရင်လားအန်ကယ်မပိန်ပါဘူးကိုကိုမမြင်တာကြလို့ပါ ကိုကိုသွားမှတခါမှအန်ကေမကျမ်းမမှာမဖြစ်ပါဘူး။ဦးအီချိုကိုသားဆိုကဝင်ပြောသည်။မောင်မြင့်တူအန်ကေလေးနေကောင်းတယ်။တော်တော်လေးနေကောင်းတယ်။ဆိုပြောပြီးမှဒေါခင်မြတ်ကဆက်ပြောသည်။ဦးအီချိုမှပြုံးလေးရဲ့စကားမပြောနိုင်အောင်ဖြစ်နေသည်။ဆိုနေမလေးရင်ကရှေကားတွေဆိုလိုနောက်မှ ကိုမြင့်တူဦးအီချိုဒေါခင်မြတ်တို့ကတွေအပေါဝါစီတို့တွေ့လာကြသည်။ လေစိတ်အဆောက်အုံအပေါဝါတို့မရောမီလေကားပေါ်မှာလူငယ်တယောက်ပြင်းစင်လာပြီးကိုမြင့်တူလက်ကိုဆွဲကင်လိုက်သည်ဆရာဟာမောင်တို့မောင်ဆရာကိုကျွန်တော်မြင်လိုက်လို့ပြေးလာတာကျွန်တော်အတော်ရေတဝဲသွားလို့လာကြုံနေတာဆရာလန်ဒန်ပြန်လာပြီလားအမောမောင်တို့မောင်သည်ဝမ်းသာလာစွာခရမရေထွက်သလိုတောင်းလျှောက်ကြည့်ပြောနေသည်တွေ့ရတာဝမ်းသာလိုက်တာမောင်တို့မောင်ရေပုံမှန်လေးအမ မလေးရင်တို့သည်နေစိတ်အပေါဝါသို့ရောက်နေကြသည်ဦးချိုတော်ခင်များသည်နှင့်အဆိုးမှကားသွားယူနေ၍အဆိုးမရှိ ကိုမြင့်သူက အမားဟုမလေးရင်ကိုလမ်းခေါ်လိုက်သည်မလေးရင်သည် ကိုမြင့်သူရှိရာသို့ပြန်လဲလာသည်ဟောဗျာဆရာဒါကအမလားကျွန်တော်လည်းပဲတောင်းနေတာတစ်ချိန်လုံးအမကိုတွေ့တယ်အမမှန်းကိုမသိဘူးအမအမမောင်တော်မောင်သည်ရှေးဆက်၍ ြောနိုင်တော့အောင်အံ့ဩပြီးကြက်သေးသေးနေသည်မောင်ထုံးမောင်မလားဘသူများလဲလို့ဟုအနားရောက်လာသောမလီရင်ကပြုံပြောသည်အမောကျွန်တော်စိုးစိုးအမြင်ပါတယ်အမမဲမသိလို့မင်းကိုငါမမြင်ပါဘူးငါ့ကိုများလူမနေသလားဟုတ်လားအင်ပေါ်လီမရမှာပေါ့ငါတမကြောင်ကလင်းရင်မဟုတ်တော့ပဲ မလင်းရင်ဤမူယာဟန်ပန်ကိုကြီးကမောင်တော်မောင်အန်သွားတကယ်တို့ပြီးကိုမြင့်သူလဲမျက်နာပို့ကရှိန်နေသည်။ကိုင်းတွေ့ရတာဝမ်းသာတယ်မောင်တော်မောင်။ကြောက်မှတွေ့ကြတာပေါ့ဆရာတို့သွားမယ်။မောင်တော်မောင်မင်းဆရာကိုတနေ့မှအိမ်ကိုဖိတ်ခိုင်းမယ်ဆက်ဆက်လာခဲ့နော်။ဟိုမှာစောင့်နေကြလို့သွားအောင်မယ်။ဟုတ်ကဲ့မဟုတ်ကဲ့လာခဲ့ပါမယ်။မောင်တော်မောင်ကိုကြောက်ခိုင်းလာကြတော့လဲ။ မောင်ထုံးမောင်မနေရာမရွေသေးပဲမလင်းရင်ကိုစာရွေးကြည့်နေသေးပြီအပေါဝါတို့ယောက်ျားလီစိုးကမာစီဒီကားကိုကိုွေကမောင်းလာသည်ဦးချိုဤအိုပဲကားစိမ်းမှာရံမြဲရံနေသည်ကိုမြင့်သူကဖေဖေကိုဝင်းကောဟုမေးလိုက်သည်တားမလာခင်၃ရက်လောက်ကပဲအေးမောင်ဝင်းတို့အပုတို့အိမ်အားထွက်သွားကြတယ်ကွမောင်ဝင်းကသူ့ဖေရှိရာအထက်ကိုပြန်လို့အပုပါလိုက်သွားတယ်လေလေရင်ပြန်ဆိုင်ပြီးမှစကားဆို၍ တခုမှမပြောရသေးသောအိုအေချိုသည်ဤစကားကိုစိတ်မကောင်းသံများမပါစေရန်တတိထားပြီးပြောလိုက်သည်ကိုမြင့်ထူးသည် တွေ့ဝေနေလျက်နေနေပြီပြီကျွန်တော်ကားသွားယူမယ်ဆိုကားတရင်အကြီးကိုချ၍ကားကိုအဆောက်အုံရှိသို့မောင်းယူလာသည် မလေးရင်သည်စိုးနဘီ၌ဝင်ထိုင်လိုက်သည်ပစ္စည်းများကို ဆိုကသူ့ကားနောက်ထဲသို့တွင်စီလျက်အရင်မောင်းထွက်သွားသည်ကိုမြင့်သူပေး၌ဒုခင်များသည်ကိုဦးအေးချိုကထိုင်စီပြီ သူကကားနောက်၌ဝင်ထိုင်လိုက်သည်ကားနစီသည်ရှေ့စဉ်နောက်ဆင်ပင်ခြံထဲသို့ဝင်လာကြသည်ကိုမြင့်သူ၏ဘဝတွင်ဖြစ်ပျက်ခြင်းထူဆန်းခြင်းပြောင်းလဲခြင်းအမျိုးမျိုးဖုံဖုံ ကြုံခဲ့ရလေသည်ပန်းတွေဝေစားနေသောခြံကြီးမှာထူခြားပြောင်းလဲခြင်းမရှိတော့လေတကားပေါင်း၌ရဲဆောင်နေသောအိမ်ပေါ်ကရင်အမျိုးသမီးလေးကို တွေ့လိုက်ရသည်တွင်ဤပြောင်းလဲမှုမှာသူစိတ်ထဲ၌ထူခြားသွားသည်ပစ္စည်းတွေလာတဲ့တော့ဖို့လို့ မလေးရင်ကအမိန်ပေးလိုက်သည်ကရင်မာလီမှာခတ်ထုံထုံခက်အေးအေးဖြစ်လျက်ရိုသေးကျွန်းနွနေသော အမူအရာကိုဆောင်းကားကားနောက်ခံမပစ္စည်းတွေကို ဝိုင်းထုံနေသည်ခံနာခြင်းတန်ရှင်ခြင်းတိတ်ဆိတ်ခြင်းတို့သည်ဤအင်ဂျီနိုင်ရခင်အတိုင်းပင်တွေ့ရသည်ဧကံတမင်စာကံအိမ်တော်ပြိဘောကအာလုံးတို့မှာရခင်ကအယောင်အစင်အတိုင်းဘာမျှထွေထွေထူးထူးပြောင်းလဲခြင်းမရှိကြည် အိမ်ထဲ၌အပုကိုမတွေ့ရဘဲကရင်မာလေးကိုတွေ့နေရခြင်းမှာအိမ်ကြီးတစ်ခုလုံးအကြီးအကျယ်ပြောင်းလဲသွားတဲ့ကဲသို့မှတ်ထင်ရသည်အိမ်တို့ရောက်ရောက်ချင်းဒေါ်ကျော်မီကိုတတိတရာအောင်မေတာတာသောစိတ်တို့သည် သူ့တကိုယ်လုံးတွင်စိန်ဖြာသွားသည်ယနေ့ညနေအိမ်တော်မိသားစုပျော်ပျော်ပါပါညစာတမင်စားကြရန် Union Club Night စီစဉ်ထားကြောင်းဒေါခင်မြသည်ကပြောသည်ကိုမြင့်သူသည်ဧကန်၌ခဏမြပင်မတိုင်နိုင်ပင်အိမ်မော်တို့ တံပြေးတက်သွားသည်သူခံတဲ့ရှိစပွဲပေါ်၌ထောင်ထားသောဒေါ်ကျော်မီတပ်ပုံကိုကောက်ယူလိုက်ကာကင်ချီနေမိသည် လေကားရင်မှနေ၍ဒေါ်ခင်များတဲ့ကမောင်မြင့်တူရဲ့ခေါ်တန်းကြားလိုက်၍တပ်ပုံကိုချကာကြပြကြရပြန်ဆင်းလာခဲ့သည်စိုးတဲ့ဒီစီကိုကားလို့ဆရာအချိန်နည်းနေလို့တော်တော်တို့ပြန်အောင်မယ်ညကြမှာကလပ်မှာစကားအေးအေးဆေးဆေးပြောကြတာပေါ့နော်ဟုတ်ကဲ့တော်တော်ကောင်းပါပြီဆိုသည် မလေးရင်နဲ့အေကန်ထဲမှာထွက်လာလျက်ခလန်လန်းမှာသူ့လက်ကိုကမ်းလျက်ပြောလိုက်သည်ကိုကိုပွဲရခဲ့တဲ့အတွက် congratulation အစိုးသည်အပြုံကလေးပန်ဆင်လျက်သူ့လက်ကိုကိုမြင့်သူလှမ်းမကိုင်းမချင်းမယုတ်သိမ်းတော်မီတရန်ဆန့်တန်း၍ထားလေသည်မလေးရင်ကသူ့မောင်ကိုအတိတ်ဘေဘာပြုံရင်းကြည့်နေသည်ကိုမြင့်သူ၏မျက်နှာမှာလက်ဆွဲနှုတ်ဆက်ရင်မနှိမ့်မြို့သောအမူအရာပေါ်လာသည် တို့ရတွင်ခင်းရောက်မဆိုင်မကောင်းတတ်သည့်သဘောကြောင့်ဟန်ဆောင်ပြုံးကစိုးလက်ကိုကင်ဆွဲလှုပ်လိုက်သည်စိုးသည် အာရရွှင်ပြသွားသည်ကိုမြင့်တို့၏လက်ကို တင်းတင်းဆွဲကင်စုံညင်လျင်အကြိမ်ကြိမ်ရန်ခါ၍မပြေးနိုင်အောင်ရန်ခါနှုတ်ဆဲနေသည်ကိုမြင့်တို့၏ဟန်ဆောင်နိုင်သော မျိုးလုံးများကိုကြည်လျက်ပြုံးနေသော သူ့နှုတ်ခမ်းမှာ အနေငယ်မဲ၍နေသည်ဟုတ်ကဲ့ပါရှင်စာရေးဆရာမကြီး ဂျာနေကျော်မမလေးရေးသားထားတဲ့ရင်းနှင်းအောင်မွေးဆိုတဲ့ဝိထုစာအုပ်လေးအားအပိုင်း၄၀နှစ်အနည်းဖြင့်ဆက်လက်လို့မျှဝေပပြနေခြင်းအားခိတ္တရန်နာပြစီရှင်နာဆင်ပေးခဲ့ကြတဲ့နှွေမိသားစုဒုတိယချင်းစီတိုင်းကိုကျေးဇူးအထူးအထူးပဲတင်ရှိပါရနော်နှွေမိသားစုများအားလုံးလည်းအေးအန်ထွေအပေါင်းမှကင်းဝေးလုံးလုံးကြုံကြလျင်ကိုစိတ်နှပြကျမ်းမာလို့ရွှင်လန်းကြပါစီရှင်